မိုင်းပြည်သက်ကြီးကူညီရတဲ့ဗီဒီယိုကတော့မိခမြင့်ရီတဟုန်လုံးထိုးတက်လာတဲ့အတွက်ကြောင့်မို့ခြိဖွေစစ်ဆောင်စခန်းရေမြုပ်သွားတဲ့ဗီဒီယိုပါကချင်ပြည်နယ်အထက်ပိုင်းအေရဝတီမြဖြားခန့်ရမိခမြင့်ဘိုးစတိုက်ရွာသွုံမှုကြောင့်မို့လို့မြင့်ရီတဟုန်လုံးထိုးတက်လာပြီးတော့မေလ31ရက်နေ့ကစပြီးခြိဖွေစစ်ဆောင်စခန်းနဲ့အနိုင်ပိုင်းနေရာတွေမှာရေစတင်မြုပ်သွားပြီးဖြစ်ကြောင်းကိုဒေသခံတွေစီကသိရပါဗျာ အထက်ပိုင်းကအခြေအနေကအရန်ဆိုးတယ်။မနက်ပြန်လောက်ဆိုပိုဆိုးမယ်ထင်တယ်။ခေါင်းလန်ဘူးဘက်တီနဲ့ချီဖွေဘက်တီအရန်ဆိုးတယ်။ချီဖွေဘက်တော့ရေတွေဝင်ကုန်ပြီရေမြုပ်လာတာဆစ်ဆောင်လာရွာထဲမှာလာဆိုတာတော့အတိအကျမသိရသေးဘူး။ဆစ်ဆောင်နေရာလည်းမြေကမ်းဘေးတွေမှာနေတာဖြစ်တဲ့အတွက်ကြောင့်မလို့လို့ဒေသခံလူငယ်တယောက်ကပြောပါတယ်။အရင်နှစ်ထက်ရေပိုကြီးပြီးတော့ ဒီ2025မေလ31ရက်နေ့မှာပဲမိခမီးရေးဆယ်ပြီလောက်ပို့ပြီးတော့တက်လာတာလို့သိရပါတယ်။ကချင်ပြည်နယ်အထက်ပိုင်းတောင်ကြီးအရင်များပြီးတော့မိခမီးကြီးအရင်ကြီးနေတဲ့အတွက်ကြောင့်လို့ခြေဖွေမြို့မြေနှိမ့်အိမ်တွေအတော်များများပါကုန်ဖြစ်ကြောင်းလည်းသိရပါတယ်။မြကြီးနားမြို့အပါအဝင် AR မြေကြီးကြီးတက်လာဖို့အတွက်သိကြနေရကြောင်းလို့ပစ္စည်းတွေလူတွေဘေးကင်းရာကိုချုပ်တင်ပြောင်းရွှေ့ထားတယ်ပါတယ်။နောက်မြကြီးနားမြို့စီတာပူအပါအဝင် ပေါ့နော်။ ဒီစီတာပူအမေမှာအင်ချန်ခတရားရှိပါတယ်ဒီတရားနေပြီးတော့စီတာပူရဲ့ကိုအရာဝင်ကြီးရေးတွေပြောင်းပြန်စီစဉ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့မနောကွင်းသားဟာလုံကာပါစာတောက်ဆိုင်အနီးမှာလည်းရေးတွေဝင်နေပြီးဖြစ်ကြောင်းသိရတယ်။ညာရင်းချင်းမှာပဲရေးကတော်တော်ကြီးတက်လာတာပေါ့နော်။ဆိုတော့မေလ31ရက်နေ့ ပေါ့နော်အခြေအနေပြောရမယ်ဆိုလို့ရှိရင်ရေအတော်ကြီးလာပြီးတော့အထက်ပိုင်းကအိမ်တွေကမျောပါလာတာရှိနေပါတယ်။ဦးနိုင်လေးဆေမြကြီးနားကြီးကမေလ32ရက်နေ့ည7:00နာရီခွဲမှာ 1018စင်တီမီတာအထိတက်လာတယ်ဆိုတဲ့အကြောင်းလည်းသိရပါဗျ။အိယာဝရီမြစ်အထက်ပိုင်းပူတာဦးမြို့နယ်ခေါင်လန်ဖို့ဆက်သွယ်ထားတဲ့လမ်းပိုင်းလည်းမိုးဆက်မပြတ်ရွာတဲ့အတွက်ကြောင့်မလို့တောင်ပြိုပြီးတော့လမ်းပိတ်တာတွေရှိနေပါဗျ။နောက်ခါကာဘိုရာစီဘက်မှာလည်းစက်တိုက်မိုးတိထန်စွာရတဲ့အတွက်ကြောင့်မလို့လမ်းတွေပြက်စီးကုန်တဲ့အပြင်ပန်းနန်တင်ကျူတတာထက်အင်ထုကျူတတာတောင်ယာကူး ်ချိန်ကျူးတရာနဲ့အဲတခြားတရာတွေပေါ့နော်ရေရဲကိုမျိုးပါသွားတာမျိုးရှိတယ်ဆိုတော့အင်ဂျီစုစုပေါင်း14အင်ရှိတဲ့အတော့ကြောင့်မလို့ဒီတလာထုရွာမှာတော့အင်ဂျီ၄အင်သာကျန်ခဲ့ပါတယ်တရွာလုံးဒီပါရေရဲမျိုးသွားပြီလို့လည်းပြောလို့ရပါတယ်အဲဒီနေ့အထီးပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ရန်ကုန်တိုင်းဒေသကြီးပဲဘူးတိုင်းဒေသကြီးရယာမီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်မိုးပြည်နယ်နဲ့ရခိုင်ပြည်နယ်တွေမှာမိုးထစ်ချုံရွာနိုင်တယ်နေရာကွာကြားမိုးကြီးနိုင်ပါတယ် ဒီကနေ့ကတော့ဇော်လာနဲ့ရင်းနေဖြစ်နေပြီเนาะဆိုတော့မိုးတိထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်တာတွေမိုးထချုံလာတာတွေမိုးကြိုးဖြစ်တာတွေပျက်စီးလက်တာတွေမိုးတိကျွေတာတွေအဲနဲ့တပြက်ရေကြီးတာတွေမြေပြိုတာတွေဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့ကုန်းမြစ်ဒေသအနီးမှာနေထိုင်တဲ့သူတွေဆိုလို့ရှိရင်မြေပြိုမှုအနေနဲ့မြစ်ချောင်းအနီးမှာနေထိုင်တဲ့သူတွေဆိုလို့ရှိရင်ရေကြီးရေရှာဖို့အတန်းတွေကြုံတွေ့လာနိုင်တဲ့အတွက်ကြောင့်မလို့ကြိုတင်ရှောင်ရှားထားဖို့လည်းအကြံပြုချင်ပါတယ်အားလုံးပဲဆက်ဆက်ရအာကြိုတင်ကာကွယ်ပါနောက်ပြီးတော့ လို့ရှိရင်ဘေးကင်းလုံခြုံတဲ့အရက်ပါပဲရှိပါသေးဘေးကင်းလုံခြုံပါစီလို့ဆုတောင်းပါတယ်ရှင်။